ရှင်နိုဝင်ဘာလရဲ့နေ့ကစောင်းမုံလာပြီနေ့ဖြစ်ပါတယ်ဒီတစ်ခါလာပြီကတော့စူပါမုံလို့ခေါ်တဲ့ထင်းရှားတောက်ပါတဲ့လာမင်းကြီးကို မြင်နိုင်မယ့်နေ့ဖြစ်ပါတယ်ကျဲတရနက်ခတ်ဒီစုံကြီးစွာပေါ်ထွန်းတဲ့အတွက်သူ့ရဲ့အကျိုးဆက်ကတော့အများကြီးရှိပါတယ်မြန်မာရဲ့အယူကတော့ဒီအကျိုးဆက်ကစီပေါင်းခါတယ်ຫນွေမြက်တပင်စီပဲဝင်နေအဲ့လိုယုံကြည်ကြပါတယ် အထူးသဖြင့်တော့မင်းစလီဘူးကိုချက်စားတာတို့တို့စားတာပြုတ်စားတာတုတ်စားတာဒါမျိုးတွေလှုပ်လို့ရှင်အနာရောဂါတွေပျောက်ကင်းစေတယ်လို့ယူကြည်ကြတဲ့အတွက်ဖြစ်ပါတယ်မင်းစလီဘူးခူးရမယ်အချိန်ဒီလဲတတ်မှတ်ချက်တွေတော့ရှိပါတယ်မြန်မာတို့ထိုင်းတို့ပါဝင်ပေါ့နော်အာရှနိုင်ငံတော်တော်များများမှာတော့မင်းစလီဘူးခူးပြီးရောင်းတာတွေတွေ့ရပါတယ်တကယ်လို့များတင့်မှာကျမ်းမာရေးပြဿနာတစ်စုံတရာရှိတယ်ဆိုခဲ့ မဲဇလီဖူးကိုတုတ်စားရုံနဲ့မကပဲနဲ့လှူကြည့်စေခြင်းပါလေတုတ်ပြီးသားလေးကိုလှူပေးကြည့်ပါဒါကတော့ကျမငယ်စဉ်ကနေဘက်မှာနေခဲ့တာမို့အဲဒီမဲဇလီဖူးတုတ်စားတာအပြင်မဲဇလီဖူးတုတ်ကိုလှူတာက ကျမ်းမာရေးကိုတကယ်ကို ကောင်းမွန်စေတယ်ဆိုတော့ကိုသိနေလို့ဒီနည်းလေးကိုပြောပြတာဖြစ်ပါတယ်တကယ်လို့များသင်ဟာနိုင်ငံခြားမှာနေရလို့ ဒါတွေမလုပ်နိုင်ပါဘူးဆိုရင် moon water လို့ခေါ်တဲ့လာရောက်ခံရည်လေးကိုတော့ပြုလုပ်ပါလက်ဝက်လက်စားတွေ crystal တွေအဆောင်လက်ဖွဲ့တွေကိုလည်းလာရောက်အောင်မတနားလောက်ထားကြည့်ပါခုလိုပြေဝစွာတာနေတဲ့နာမင်းရဲ့အလင်းရောင်အောင်ပါ9မိနစ်10မိနစ်လောက်နေကြည့်ပါတင်းရဲ့စိတ်ကအပူတွေရော့ချသွားပါလိမ့်မယ်ဒါပေမဲ့အချိန်ကြာကြီးတော့หนีလို့မရပါဘူးหนีလို့မတင့်တော့ဘူးပေါ့နော် တရားဝင်ရဲ့အစွမ်းကကောင်းတယ်မှန်တယ်ဒါပေမဲ့လူရတဲ့ပူသွားရင်တော့မကောင်းတော့ပါဘူးတကယ်လို့သင်အိတ်ခမ်းင်းကိုတရားဝင်တရိုက်ကြရတယ်ဆိုရင်လည်းလိုက်ကကာထားတင်ပါတယ်တညာလုံးလိုက်တရားဝင်ခံနေလို့မရပါဘူးပြီးတော့လာမင်းကိုအကြာကြီးလဲမော့ကြည့်မနေရပါဘူးလက်ညှိုးနဲ့လည်းမထိုးရပါဘူးဒီလိုတွေလှုပ်လိုက်မယ်ဆိုရင်တော့အဲညာအိမ်မပြောတာလို့စိတ်တက်ကြတာလို့စတဲ့ စွန့်ရင်ဒီဖျောက်လာပါလိမ့်မယ်နောက်တစ်ခါအခုလို့စူပါမွန်နဲ့ကြုံတဲ့အချိန်မှာဆူတောင်းနေပြေးပါတယ်ဆူတောင်းမှာအေးရတဲ့နေပဲဆူတောင်းတောင်းဘလို့ပဲဆူတောင်းတော့ဆူတောင်းနေပြေးပါတယ်အဲအထူးသဖြင့်တော့အဆက်အသွယ်ပြတ်နေတဲ့သူတွေနဲ့ပြန်လဲဆက်သွယ်နိုင်ဖို့ဆူတောင်းတာကတော့စူပါမွန်မှာအများဆုံးလုပ်လိရှိကြတဲ့အဲနီးလေးတစ်ခုဖြစ်ပါတယ်မိတ်ဆွေများလည်းအဆင်ပြေသလို ပြုလုပ်နိုင်ကြပါတယ်ကျေးဇူးတင်ပါတယ်ရှင်